အမတ်ဆန်ပလေးအော့တက်လာတဲ့၄တင်းမှာဘယ်တင်းချန်ပီယံဖြစ်သွားမလဲကဲညီကိုတို့ဒီနေ့မှဆိုလို့ရှိရင်တော့အမတ်ဆန်ပလေးအော့တက်လာတဲ့၄တင်းအကြောင်းကိုအနည်းချုပ်လေးနည်းနည်းလောက်ပြောရရအောင်ပထမဦးဆုံးကိုပြောချင်တာကကျွန်တော်တင်း7ပဲဗျာတင်း7ကတော့ကျွန်တော်တို့အဲ့မတိုင်ခင်လေးကျွန်တော်တို့ဒီစီကင်းသွားရောက်ရှင်မြိုင်မှုအတွက်ရွေးချယ်တဲ့ NDC ပွဲမှာတော့ဒီဖဲကွန်နဲ့ဆိုပြီးတော့ဒီတင်း7ရဲ့ပလေယာတွေဝင်ရောက်ရှင်မြိုင်ခဲ့အဲ့မှာဆိုလို့ရှိရင်တော့ဂျန်ဂလာနေရာမှာတော့ CK ကဆော့တာဗောနော်အခု CK ကတော့ EAP ကိုရောက်သွားတယ် ကဲဒီ10 7ကတော့ဖေကွန် e-sport နဲ့ organization အတူတူပဲဆိုတာလေအားလုံးလည်းအတိပဲဒီ10 7ကကိုဂျီနာကလည်းဖေကွန် e-sport ကဟိုးရင်တည်းကခစ်စိတ်နဲ့အတူတူရောက်လာတဲ့ player ဆိုတာလေအားလုံးလည်းတည်ထားပြီးသားဆိုတော့ဒီ10 7ကတော့ဒီ share and easy ပွဲမှာတော့ရလက်တွေတိတ်မကောင်းခဲ့ဘူးဆိုပေမဲ့ဒီ MSN season တူမှာ regular season တောက်လျှောက်မှာဒီ9ပွဲတွေဆက်ပြီးတော့ကျွန်တော်ရှက်တူးဆိုတဲ့နေရာနဲ့ playing state ကိုတက်လာတဲ့အတင်းဒါပေမဲ့ကျွန်တော် playing state ဒီ number 2မှာတော့ကျွန်တော်အောက်ကတက်လာတဲ့ YG ကိုတော့ရှုံးသွား ားပြီးတော့တို့ကတော့ lower bracket ကိုဆင်းသွားတယ်ပေါ့နော်10 7ရတော့ကဲဒါဆိုလို့ရှိရင်နောက်ထပ်တစ်သင်ရတော့ YG ပေါ့နော် Yanggo Gladys ကို ဝိုင်းကြီးကတော့ကျွန်တော်ဝိုင်းကြီး MMPP တင်းကတော့ကျွန်တော်ပျောက်ွယ်နေတာကြာပြီဒါပေမဲ့ MSN Season 1လာတော့မယ် MSN မြန်မာနိုင်ငံကိုလာတော့မယ်ဆိုတဲ့အချိန်မျိုးမှာစပြီးရောဒီဝိုင်းကြီးကပြန်ပြီးရော Reborn ရိုင်းပြီးဝိုင်းကြီးပြန်ပြီးရော Camp တဲ့ပုံစံမျိုးနဲ့ပေါ်ပေါက်လာတာအစမှာတော့တို့တွေအနေနဲ့ကျွန်တော် MSN မြန်မာ Qualifier က Zeno Esports က Channel ဖြစ်တဲ့ Resident Leo ကိုတို့တွေအနေနဲ့ဒီ Hyper ဆော့ဖို့ Channel ဆော့ဖို့ဒီ Target ထားရဲဆိုပေမဲ့တကယ်တကယ် MSN Season 1ဆော့တဲ့အချိန်မှာ ဟန်နဲ့စော်တယ်အဲ့ဟန်နဲ့အတူတူပဲကျွန်တော်ဒီ MSN season 1မှာလဲမသက်စီနဲ့အတူ Fire Runner ဆိုတဲ့နေရာ Grand Final ကိုတက်ရောက်ခဲ့တဲ့အတင်နောက်ထပ်တစ်ခုကအဲ့ MSN season 1က Line App နဲ့ MSN season 2အခု Line App နဲ့ရလဲအတူတူပဲဆိုတော့ဒီ MSN season 2ကနောက်ဆုံး Playoff မှာချန်ခဲ့တဲ့၄ဒင်းထဲမှာဆိုလို့ရှိရင်တော့ Line App အငြိမ်ဆုံးအတင် season 1က Line App နဲ့ season 2က Line App နဲ့အတူတူဖြစ်တဲ့အတင်ကတော့ WG ပါပဲဗျကဲဒါဆိုလို့ရှိရင်နောက်ထပ်တစ်တင်ကတော့အများနဲ့မဆိုင်တဲ့အတင် Falcon Esports အကြောင်းပဲဖြစ်ပါတယ် ဖယ်ခွန် e-sport မှာဆိုလို့ရှိရင်တော့အဓိက player ဖြစ်တဲ့ကျွန်တော်တို့ဒီဘီနီရဲ့ခစ်စိတ်ရဲ့တက်ရဲ့ကတော့ညီကိုတော်တော်များများနဲ့ရင်းနှီးနေပြီးသား player ၃ယောက်ဖြစ်တယ်။အဲ့ဒီ player တွေနဲ့အတူတူပဲ international tournament တွေရော local tournament တွေအများကြီးပဲပြိုင်နေတဲ့အသင်းနောက်ပြီးတော့ကြလို့ရှိရင်ဒီ player ၃ယောက်နဲ့အတူပဲ embassy 2024တို့ဒီ M6 World Championship တွေပါတွားရောက်ရှင်ပြိုင်ခဲ့တယ်ဆိုတော့ ဒီ player 3ယောက်ကလည်းပြောဆို HPN အနေနဲ့ကလည်းအများကြီးရှိပြီးသားနောက်ထပ်ပေါင်းဆက်ထားတာကတော့ goal line နေရာကိုအတက်ဝင်ရောက်ဆော့တဲ့စံချီစံရီရတဲ့ MSN စီတူမှာတော့တကယ်လက်ဆွမ်းပိုင်းနေဆိုင်ရာတွေမှာကောင်းမွန်နေရာကိုတွေ့ရတယ်နောက်ထပ် AB နေရာမှာဝင်ဆော့နေရတော့ new goal ပဲဖြစ်ပါတယ်ကျွန်တော်အစထင်ထားခဲ့တာတော့ playoff မှာဆိုလို့ရှိရင်တော့ဒီ Brian Mick ကဒီ AB မှာပြန်ဆော့မယ်လို့ထင်ထားခဲ့ ဒါပေမဲ့ Ryanmic ကိုပွဲမှာတွေ့ရကကျွန်တော်မေးကြည့်ရဲ့အခါမှာတော့ Ryanmic ကတော့ MSN season 2မှာတော့နားအောင်ပဲဗောနော်ကဲဒါကြောင့်မလို့ play off မှာလည်းဒီ new ko eap ကိုပဲဖယ်ကုန် e-sport နဲ့အတူ premium မှာပဲဖြစ်ပါတယ်ဒီအသင်းကတော့မြန်မာနိုင်ငံမှာအောင်မြင်မှုလောလောဆယ်မှာဆိုလို့ရှိရင်တော့အကြီးဆုံးအသင်းလို့ပြောလို့ရတယ်เนาะမြန်မာနိုင်ငံမှာ local ပွဲတော်တော်များများကိုလည်း champion ဖြစ်ပြီးတော့ international ပွဲအများဆုံးကိုတွားရောက်ရှင်ပြိုင်ခွင့်ရတဲ့ experience ရှိတဲ့အတင်းတင်းပဲဖြစ်ပါတယ်။ကဲနောက်ဆုံးကတော့အများခြိုက်တဲ့ကျွန်တော်ကိုယ်တိုင်လည်းခြိုက်တဲ့အားပေးမှုများတယ် fan page တောင်းတဲ့အတင်းပဲဖြစ်ပါတယ်။အဲ့ဒါတော့ AI sport ပဲဖြစ်ပါတယ်ဗျ။ AI sport ကတော့ပြောမယ်ဆိုလို့ရှိရင်တော့လူသားလဲလှယ်မှုတွေ EAP လိန်တာလူသားချိန်မှုအများဆုံးအတင်းလို့လည်းပြောလို့ရတယ်နော်။ AI sport ရဲ့ပထမနေ့ရက်တွေမှာဆိုလို့ရှိရင်တော့ဒီ jungler ဖြစ်တဲ့ PS နဲ့အတူပဲနောက်ဆုံးပြီးသွားတဲ့ အန်နီစီပွဲအထိကို PS နဲ့ပဲဆော့လာတာ PS နဲ့ AI Sport နဲ့ဆော့လာခဲ့တဲ့တက်တန်းက3နှစ်နီးပါးအထိရှိလာခဲ့ပြီပဲဖြစ်ပါတယ်ဒါပေမဲ့ဒီ MSN ရှင်တူမှာတော့ပါလာဒင်းကနေပြီးတော့ခေါ်ယူလိုက်တဲ့ယူရီနဲ့တူပဲ V1 D1 နေရာစပြီးဆော့လာခဲ့တာနောက်ဆုံး Play in State ဒီနေ့ပဲ 2P ရဲ့အထိ Play Off လဲဒီယူရီနဲ့ဆော့မယ်လို့လည်းထင်နေပြเนาะနောက်တဲ့ EAB ကတော့သူတို့ညီမ EAB ရင်းတို့ဘာတို့တွေတော့ chain နဲ့ EAB လိမ့်နာတွေအများကြီး chain ခဲ့ရတယ်အဲဒါပေမဲ့နောက်ဆုံးဒီ Messi နဲ့တော့တစ်နှစ်ကျော်နှစ်နှစ်နီးပါးတော့ ရှိခဲ့ပါတော့ဒီမက်ဆီယာနဲ့ဒီကျွန်တော်တို့ဒီ MSN ဒီ playing state တွေမှာဆိုရင်မာရှာတို့ပါဝင်တဲ့ performance ထွက်ခဲ့တဲ့ Bini ရဲ့ Kimbi ကိုဝင်လိုက်ခဲ့တဲ့အဖွဲ့တွေပါလေရှိရဆိုတော့ကဲဒီ MSN စီးတူမှာဆိုလို့ရှိရင်တော့ AI Sport ကတော့ကျွန်တော်အရင်ပြီးတော့မှပြောသလိုပဲအာကျွန်တော်တို့အစာပိုင်းရက်တွေမှာထင်ထားခဲ့တာကတော့ဒီထုံးစံတိုင်းမှာပဲကွာ AI Sport ကတော့ top 3 top 4လောက်ပါပဲဆိုပြီးတော့ထင်ထားခဲ့တယ်ဆိုပေမဲ့ MSN playing state ဒီ number 1မှာလဲဒီ MSN Season 1 champion အသစ်ဖြစ်ခဲ့တဲ့ Matthew ကိုလည်းဒီအပွဲကနေပြီးတော့ ဖတ်သွားအောင်လို့လှုပ်လိုက်တယ်နောက်တဲ့တစ်ခုကကျတော့ကျွန်တော်တို့ဒီချန်ပီယံဖြစ်ဖို့အတွက်ရေပန်းစားနေတဲ့အသင်းဖြစ်တဲ့ကျွန်တော်ရှိရှော့ဝမ်းနဲ့ကျွန်တော်တို့ဒီ playing state တွေနဲ့ဘတ်တူကိုတက်လာခဲ့တဲ့ Faircon eSport ကိုလည်း lower bracket ကိုရောက်အောင်ပို့လိုက်ခဲ့တဲ့ဒီရလက်တွေအကြောင်းတော့ AI eSport ကတော့ Amazon စီတူမှာတော့အများကြီးမျောလင်းလို့ရသေးတယ်เนาะဒီတိုင်းလေးပဲကျွန်တော်တို့ဒီအမားနည်းနည်းနဲ့ဒါထပ်ပြီးဆော့မယ်ဆိုလို့ရှိရင် AI eSport ကလည်း grand final ကို တတ်နိုင်တယ်နောက်ပြီးတော့ brand fight နဲ့မှာလည်း champion ဖြစ်ပြီးတော့ကျွန်တော် ace တို့ d တို့ kiss တို့ baby တို့တွားသိခြင်းခဲ့တဲ့ world championship လို့ခေါ်တဲ့ m7 ကိုလည်းတွားရနိုင်ခြင်းရှိပါရဲ့ဗျာကဲဒါကတော့ကျွန်တော်ဒီ playoff ကိုတက်သွားတဲ့အသင်း၄သင်းအကြောင်းအနှစ်ချုပ်လေးပြောပြတာပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဒီ playoff မှာဘယ်အသင်းတွေကကျွန်တော်တို့ ဖတ်သွားရမလဲအဘဲတင်တွေကတော့ grand final ကိုတက်ပြီးတော့ဘဲတင်ကတော့ champion ဖြစ်ပြီးတော့မြန်မာကုံဆောင်ဖြစ် M7 ဟော champion ship ကိုတွားရောက်ရှင်ပြိုင်ရမလဲဆိုတော့ကျွန်တော်ရဲ့တူတူပဲစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျာခဲညီကိုတို့ကဒီအသင်း၄အသင်းမှာ Penguin Sport AI Sport YG 37ဒီ၄အသင်းမှာဘဲတင်က champion ဖြစ်မယ်လို့ထင်လဲညီကိုတို့ထင်တဲ့အသင်းကိုညီကိုတို့ champion ဖြစ်မယ်လို့မှန်းထားတဲ့အသင်းကိုခံမှန်းထားတဲ့အသင်းကို ကွန်မန့်မှာရှင်းသွားပြလို့ရပါတယ်ဗျ။ကဲကျွန်တော်ကတော့ e-sport tournament အကြောင်းလေးပြန်လည်တင်ဆက်ပေးနေရဝေးပဲဖြစ်ပါတယ်။ဒီ MSN ပွဲလေးကို live stream မကြည့်လိုက်ကတော့ပြန်ကြည့်ကြတဲ့ကြီးကိုတွေကထုံးတာလိုက်ပဲကျွန်တော် profile မှာ link ချပေးတာကျွန်တော် YouTube channel မှာတွားကြည့်လို့ရပါတယ်။ကဲ TikTok မှာကြည့်ရှုနေတဲ့ကြီးကိုတွေကလည်းကျွန်တော် video လေးတို့နှစ်သက်တဲ့သဘောကျရဲဆိုရင် video ကို copy လေးလုပ်ပြီးတော့ပုံကြီးပေးခဲ့လို့ရပါတယ်ဗျ။ကဲနောက် video နဲ့တူပဲပြန်လည်တွေ့ကြတာပေါ့။